တက်ကရယ်926ခုနှစ်အင်းဝကိုစတင်တီထောင်နှက်တတ်သောဘရင်သရိုးမင်းပြလက်ထက်မှာထင်ရှားကြော်ကြားတဲ့ငတပြားအမည်ရှိတဲ့တကူကြီးတယောက်ရှိခဲ့ဘူးကြောင်းမှန်တမ်းရာဆိုမှာပါရှိပါတယ်ခင်ဗျာငတပြားဟာစကိုင်းတိုင်းရေဝန်းသားဖြစ်ပါတယ်ရေဝန်းဆိုတာကတော့ယခုစကိုင်းမျိုးထုံးပူရက်ကွက်နဲ့စိန်ကုန်းရက်ကွက်အကြားမှာရှိတဲ့ရက်ကွက်ကလေးတစ်ခုပဲဖြစ်ပါတယ်ငတပြားရဲ့ငယ်နံမီကတော့တက်ခါဆိုတဲ့နံမီဖြစ်ပါတယ်ဖုံတော်ကြီးကတက်ခါလေးရဲ့ဇာတာဟာဆောရနက္ခတ်နဲ့မွေးဖွားလာတာမို့ဒီကလေးကတော့ကြီးလာရင်တကူဖြစ်မှာပဲ တကူဖြစ်မဲ့တူတူထမိန်ခိုးတဲ့တကူအစင်တော့အရောက်မခံနိုင်ဘူးကြီးကြီးကျယ်ကျယ်ခိုးတဲ့တကူကြီးဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးလော်ကီအစင်ရဲ့တကူဖြစ်တဲ့ကြောင်မျက်ရှင်ကိုကိုမထိုးပေးခဲ့ပါတယ်ဒီအစင်ရင်ကအောင်သွားခဲ့ရင်ကြောင်တကောင်စာအပုပ်လေးကိုတော့တုံးဝင်နိုင်လို့ငါပြောရွက်ပေါ်မှာတက်ပြီးအိမ်နယ်လောက်တဲ့အထိပေါ်ပါးစေတယ်လို့ဆိုကြပါတယ်နောက်ပြီးဖုန်းတော်ကြီးဟာတက်ခါလေးကိုတကူလိုတက်အပ်တဲ့ပညာစာပင်နဲ့ကနန်းတင်ချစရင်အင်းပညာနဲ့ဓာတ်ကုတ်လန်ထိုးစာရာတွေကိုတင်ကြားပေးပြီးနွမ်းပါသူနဲ့အဖိနှိတ်ခံတွေကိုဒုက္ခမပေးမိဖို့ရဲ့ သူတို့ဘက်ကအမြဲတမ်းယက်တီပေးဖို့ရဲကိုတွန်းတင်ခဲ့ပါတယ်။ဒါနဲ့ပဲတခါလေးကြီးလာတော့ငတပြားဆိုတဲ့အမည်နဲ့လူချမ်းသာတွေဂုတ်သွေးစုပ်တဲ့သူတွေအရာ